မင်္ဂလာပါရှင်မက်ရှလာ16ရက်တနင်္ဂနွေနေ့ရရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA စုပေါင်းသွေးလူတန်းမွေကျင်းပတဲ့သတင်းဖြစ်ပါတယ်နှစ်80ပြည့်တက်မတော်နေကိုဂုံပြူတော်အဖြစ်ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA ဗဟုမကြီးမှုပြီးစုပေါင်းသွေးလူတန်းမွေကိုမတ်လ14ရက်နေ့နောက်ပိုင်းကရန်ကုန်မြို့အမျိုးသားသွေးလူပန်းတွင်ကျင်းပရာ ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBE ဗဟုဥက္ကဋ္ဌဥယေချုံနှင့်တာဝန်ရှိသူများကလမ်းလမ်းကြည့်ရှုအားပေးကြပါသည်။သွေးလူဒန်းမွေတွင်အသင်းသားအသင်းသူတရားကျော်ပါဝင်လူဒန်းကြောင်းနှင့်80ပြည့်တက်မတော်နေကိုဂုဏ်ပြုသောအဖြစ်ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBE ဗဟုမှကြီးကြပ်ကတက်မတော်အယူယောဂအထူးကုစေယုံကဒင်900နှင့်တက်မတော်စေယုံကဒင်1000တို့တွင်လည်းသွေးလူဒန်းမွေများဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါသည်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပြပို့လာတာပါ။ ဆက်လက်တင်ဆက်ပေးမှာကတော့ကော်မှုတွင်အခြေခံပကြီးတင်နန်းဖွင့်လှစ်တဲ့တင်ဖြစ်ပါတယ်။နွေရသည့်အခြေခံပကြီးတင်နန်းဖွံ့ဖွဲကိုမက်ရှလ14ရက်နနက်10:00နာရီကရန်ကုန်တိုင်းဒေသကြီးကောက်မှုမြို့နယ်ပြန်ကြားရေးနေပြည်သူဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟုဌာန Community Center ခန်းမမှာကျင်းပရာမြို့နယ်ပြန်ကြားရေးနေပြည်သူဆက်ဆံရေးဦးစီးဌာနမှာဦးစီးအရာရှိဒေါ်စာကြီးစိန်ကတင်နန်းဖွင့်လျက်ခြင်းအကြောင်းကိုပြောကြားပါတယ်အဆိုပါတင်နန်းတွင်ပကြီးပညာရှင်ဦးမောင်မောင်ချမ်းမြားကတင် जा ပေးမှဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိကျောင်းသားကျောင်းသူ35ဦးတက်ရောက်ကြပြီးသင်တန်းကာလမှာ9ရက်ကြာမြင့်မှာဖြစ်ကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့ကြော်သူရကပြပို့လာတာပါထပ်မံတင်ဆက်ပေးမှာကတော့အင်းရလေးဟိုတယ်တွင်ဟိုလီပွဲတော်ကျင်းပတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်မြို့ကမာအေးဖျားလက်မှုရှိအင်းရလေးဟိုတယ်တွင်ဟိန်းနူဘာသာဝင်များရဲ့ဟိုလီပွဲတော်တကြံဆင်နွှဲလျက်ရှိကြောင်းသိရပါဗျ။မွန်တဲ12နာရီခန့်တွင်စတင်ခဲ့တဲ့ပွဲတွင်ဟိန်းနူ၊ဂေါ်ရခါ၊ပန်ချာပြည်ဘာသာဝင်များနှင့်ဒေသခံများဝင်ရောက်ဆင်နွှဲခဲ့ကြပါဗျ။ ဟိုလီဟာရောင်စင်ချက်ချင်းမြစ်တာຫນွေဥတို့ကိုကိုစားပြုသောပွဲတော်ဖြစ်ပြီးတော့ပွဲတော်တွင်ကလေးများဟာရောင်စုံအရေးများကိုရေပြုတ်များတဲ့ထဲကတဦးနဲ့တဦးဖြန့်ပတ်ကြပါတယ်။လူကြီးများမှလည်းတဦးမျက်နာကိုတဦးကရောင်စုံအမှုများဖြင့်တုတ်လင်းလျက်ပျော်ရွှင်စွာဆင်းနေကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့တီလဝအင်ယာရှိအခန်းများအားယာယီနေထိုင်ခွင့်အကြောင်းကြားစာထုတ်ပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ အိမ်ယာချင်းခွေလုံငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်ဖြင့်ဇန်နဝါရီ28ရက်ကရောင်းချခဲ့သောတိလဝအိမ်ယာရှိအခန်းများနှင့်ဆက်လင်း၍ချင်းခွေနှင့်ပတ်သက်သောလုပ်ငန်းများကို CHID ဘဏ်မှဆောင်ရွက်လျက်ရှိပြီးအခန်းဝယ်ယူခွင့်ရရှိထားသူများအားယာယီနေထိုင်ခွင့်ပြုပေးသွားမှာဖြစ်ကြောင်းမြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှသိရပါသည်။ ရှားအီနေထိုင်ခွင့်အကြောင်းကြားစာထုတ်ပေးခြင်းကို2025ခုနှစ်မတ်လ20ရက်မှစတင်ပြီးရုံးချိန်အတွင်းရန်ကုန်တိုင်းဒေသကြီးမြို့ပြနှင့်အင်အားဖွံ့ဖြိုးရေးဦးစီးဌာနအမှတ်228မြင်းဆောင်234ဗိုလ်ချုပ်အောင်ဆန်းလန်းဗိုလ်တထောင်မြို့နယ်တို့တွင်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်ရှင်။